လော့ဆိုက်အကြောင်းကျွန်တော်ရှင်းပြမယ်။လော့ဆိုတာကတော့အောင်ဆက်ဖြစ်တယ်ပေါ့။ဥပမာလေးနဲ့ရှင်းပြမယ်။ H A U U S D ဆိုရက် per ပေါ့။ဒါရွှေဆိုရင်ရွှေတက်အောင်စမှာအခုလက်ရှိ US ဒေါ်လာဒါ3900နီးပါးပေါက်တယ်ပေါ့လေ။ဆိုတော့3900ဒါရွှေတက်အောင်စ။ဆိုတော့ဒါက1 lock ဆိုလို့ရှိရင်ဒေါ်လာ3900ဖြစ်တယ်။အဲ့ဒါကရွှေရဲ့ contract site တက်ရကြောင်းပါ။ အဲ့တော့ရွှေရဲ့ contrast site တရားပါလဲဆိုရင်ပုံတည်မှတ်ပါမယ်ရွှေရဲ့ contrast site ကတရားဖြစ်တယ် currency ရဲ့ contrast site ကသက်သိမ်းဖြစ်ပါတယ်နောက်တစ်ချက် silver ရဲ့ contrast site ကတော့9000ဖြစ်ပါတယ်ပြီးတော့ trader တွေအနေနဲ့ contrast site ဘလောက်လဲကို trade မဲ့ per asset ကိုသိကြရင် metaphra 4မှာဒါ detail မှာ pearl လေးကိုနှိပ်လိုက် detail မှာသွားပြီးတော့မှ contrast site ဘလောက်လဲဆိုတော့ကြည့်လို့ရပါတယ်ဆိုတော့ဒီ contrast site ကတနည်းအားဖြင့် မိတ်ဆွေတို့ standard standard law ပေါ့နော် standard law ကတနည်းအားဖြင့်တက် law အပြည့်ပေါ့ standard လို့ခေါ်တယ်1.00 law ပေါ့အဲ့တော့ standard law လောက်ထားမယ်ဆိုရင်ဒီ contract site ကပြတာ တရားဆိုရင်ပြောင်းလဲသွားတဲ့နှုံးထားပေါ့ဈေးနှုန်းတစ်ခုနဲ့တစ်ခုပြောင်းလဲသွားတိုင်းမှာဒေါ်လာအလောက်မြန်မာကိုပြခြင်းပါဒါအားလုံးနားလည်လွယ်အောင်ကျွန်တော်ရှင်းပြလိုက်တဲ့သဘောပါဆိုတော့ law site အကြောင်းကိုကျွန်တော်ပြန်ကြပါမယ်